အမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးကပြန်နဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ Master 26ရက်နေ့ဗုဒ္ဓဦးနေ့ဖြစ်ပါတယ်။ Master 26ရက်ဗုဒ္ဓဦးနေ့ရဲ့မနက်ပိုင်းနောက်ဆုံးရရှိတဲ့သတင်းတွေကိုအတင်ဆက်မိမှာကတော့ဒီနေ့ဟာပုဖြိုးစီရတော်ရဲ့မွေးနေ့ဖြစ်တဲ့အတွက်ပုဖြိုးစီရတော်ကိုတည်ရလွမ်းဆုံနေကြတဲ့တော်လန်ညီကိုအတွက်ဒီနေ့မနက်ပိုင်းရဲ့သတင်းဗီဒီယိုလေးကိုတော့ပုဖြိုးစီရတော်ရဲ့ဗီဒီယိုတချို့နဲ့ပြန်လည်ညဝေပေးပြီးတော့တော်လန်မျိုးတွေအနေနဲ့လည်းနောက်မှသတင်းတွေပြန်ဆက်ပေးတာဖြစ်တဲ့အတွက်အဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကနေပြီးတော့တောင်းဆိုလိုက်ပါရစေ။ ိမ်မှာသူ့ကိုသူအချမ်း ရမှာ NLD ပါတီဝင် မောင်ကျော်ခေါ်ဖြိုးစရာတော်ကိုဖမ်းဆီးရမိခဲ့ပါတယ်။တေတန်အမိန့်ဆက်မှတ်လိုက်ကြောင်းသိရှိရပါတယ်။စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေဆိုတဲ့နေရာမှာဘယ်သူတွေကဆန့်ကျင်ရမလဲဘယ်လိုပုံစံမျိုးဆန့်ကျင်ရမလဲလို့ကျွန်တော်တို့မှကန့်သတ်ချက်မရှိပါဘူး။ ြည်သူတွေရဲ့ယဉ်ထဲမှာရှိနေတဲ့ဆန္ဒအတိုင်းကိုယ့်ရဲ့ဆန္ဒအမှန်ကိုထုတ်ဖော်ပြသခြင်းဒီဟာလေကျွန်တော်တို့ရဲ့အင်အားပဲဖြစ်ပါတယ်။ဒီလိုဂျန်စီတွေကိုအားပေးပါတယ်။ကျွန်တော်တို့ကနောက်မှလည်းအများနဲ့ရှိတယ်။ခင်ဗျားတို့နဲ့တူတူလည်းရှိတယ်။ရှေ့မှာရင်ဆိုင်ရမယ်ဆိုလည်းကျွန်တော်တို့ရှိတယ်။ကျွန်တော်တို့အရင်ကတော့ဒီကြီးကစကြဲကိုကဆုံးအောင်တိုက်ဖို့ဆိုရည်ရွယ်ထားပြီးသားပါကျွန်တော်တို့ဆုံးအောင်တိုက်မှာပြစ်တယ်ခတ်တယ်ဆိုတဲ့ဟာလေကျွန်တော်တို့သိတယ်။အော်အထီးကအချဆုံးတွေများတယ်ဆိုတာလည်းကျွန်တော်တို့သိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိကြမှုတွေကျွန်တော်တို့ရှိခဲ့တယ်သို့တော့ဒီပွဲကကျွန်တော်တို့ပြတ်အောင်ချက်မှန်ကြဆုံးတော့ ဲ့အထိကျွန်တော်တို့တိုက်ပွဲဝင်မယ်ကျွန်တော်တို့အနိုင်ရတဲ့အထိတိုက်ပွဲဝင်မယ်ဟုတ်တယ်မလားဗျာဟုတ်ပါတယ်ဒီမှာကဒီကကျွန်တော်တို့ရဲ့ရဲဘော်ကြီးရဲဘော်ညီမလေးကနေပြီးတော့မှနောက်ဆုံးနောက်သူစကားပြောပြီးသွားတဲ့အချိန်မှာသူကျွေးကြော်တယ်တိုင်တယ်အဲ့ဒါတော့ဗာလဲဆိုတော့ရဲတော်ဘုံဆိုရင်အောင်ရမီရဲတော်ဘုံဆိုရင်အောင်ရမီဒီနေ့လေးကျွန်တော်တို့တစ်ဆင့်တက်တက်လိုက်ရအောင်အရေးပါဘုံကိုကျွန်တော်တို့အောင်ရမီဘုံကိုကျွန်တော်တို့ရဲ့ရဲတော်ဘုံကအောင်ပေါ်အောင်ပါဖြစ်တဲ့အတွက်အောင်ကြီးလို့ကျွန်တော်တို့ကျွေးကြော်ကြတယ်ဟဲ့တော့အရေးတော်ဘုံအောင်မီရဲတော်ဘုံအောင်မီရဲ ်အာမင်ဖျာတော့ခုပါဖြစ်ငါတို့ရမှာကပြည့်အားလုံးသူစီတဲ့ဘာမှမရှိဖျာတော့ခုလာဖြစ်ငါတို့ရမှာကပြည့်အားလုံးသူစီတဲ့ဘာသူစီရတော့တော့1982ခုနှစ်မတ်လ26ရက်နေ့မှာရန်ကုန်မြို့မှာငွေဖွာခဲ့ပြီးမိဘတွေကတော့သွားစေးတက္ကသိုလ်ပမုခကျောင်းဒေါက်တာမြတ်တော်နဲ့ဒေါက်ခင်မင်းဝင်းတို့ဖြစ်ကြပါတယ်။အဲဒါက6ဘူထောင်မှာ တက်တန်းပြီးဆုံးခဲ့ပြီးနောက်1996ခုနှစ်မှာရန်နာဘုံတက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး2000ပြည့်နှစ်မှာရန်နာဘုံတက္ကသိုလ်ဝေးစဉ်ကျောင်းသားဖြစ်ပြောင်းလဲခဲ့ကာ2003ခုနှစ်မှာတော့အင်္ဂလိပ်ဘာသာထူးပြုဖြင့်ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သူတို့ဖြစ်ပါတယ်။မြန်မာနိုင်ငံသားနိုင်ငံရေးသမားနှင့်ဤဟော့အဆိုတော်ဟောင်းတဦးလည်းဖြစ်ပြီးသူ့ရဲ့အစိုးရစန့်ကျင်တဲ့သရှင်းစာသားများကြောင့်အန်စီသင်းသိမ်းခံရခဲ့ပြီးပြည်ပဆိုင်ရာလူချင်းချမ်းသာခွင့်အဖွဲ့ကဇေယတော်ကယုံကြည်ချက်ကြောင့်အချင်းကြခံခဲ့ရသူဆိုပြီးတော့လည်းညွှန်းခဲ့ဘူးကလည်း2012ခုနှစ်ဧပြီလ၁ရက်နေ့မှာတော့ဒေါအောင်ဆန်းစုကြည်နဲ့အတူ ကိတုလူတော်ကိုယ်စားလှယ်ဖြင့်ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။၂၀၂၁ဆရာနာသိမ့်ပြီးတနည်းမှာ၅လကျော်အကြာ၂၀၂၂ခုနှစ်ဇူလိုင်၂၃ရက်နေ့မှာ၎င်းအားအကျန်းဖတ်တိုက်ဖြတ်ရေးဥပဒေကျူးလွန်သူစုကစစ်ပွဲကြပြင်စစ်ကောင်စီကအင်းစိန်ထောင်မှာပဲပွဲမြေခံခဲ့ရပါတယ်။ တ်စ26ရက်နေ့ဒုံးနေရမနေ့ပိုင်းရှိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကိုကျူးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်တင်ပိုက်ထားသည်မှာခုမှဆိုရင်တော့အောင်915ရက်ရှိပြီဖြစ်ပါတယ်တရက်တာတွင်စစ်ကောင်းစီကစစ်ကွေးတည်ဆုံးမှုစရင်မှာတော့တရင်သာအတိုင်းရေဖြူမျိုးနဲ့မှာအကောင်20ဝေးတိုင်းအခုတ်ကူမြို့မှာ14កောင်မကွေးတိုင်းရေစတူမြို့နယ်မှာတော့တော်လိုင်းရဲဘော်တဦးကြာဆုံးခဲ့ရပါတယ်။အကိုးတိုင်းကြော်တကားမြို့နယ်မှာ12កောင်အကိုးတိုင်းနေတလီမြို့နယ်မှာ6កောင် ပဲခိုးတိုင်းပြည်မြို့မှာတကောင်နဲ့မန္တလေးတိုင်းငင်းကြံမြို့နယ်မှာနှစ်ကောင်တီးတီးတည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့ကတော့ထန်တလန်မြို့ကစစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမူထန်ပိုင်ဆိုင်နဲ့အင်ချမ်းမြေအားလုံးကိုအပြီးပိုင်တင်းစီလိုက်ပြီလို့ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF ထန်တလန်ကပြင်ညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ထန်တလန်မြို့နယ်ဒေသခံတယောက်ဖြစ်တဲ့ဒေါက်တာမူထန်ဟာထန်တလန်မြို့တစ်ခုလုံးကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ကိုအားပေးသူ ီသူလူထုပေါ်ရက်ဆက်ကြမ်းကြုတ်စွာအကောင်အထည်ဖော်တောင်းရနေတဲ့လုပ်ငန်းတွေမှာတက်ကြွကြွကြပုံဝင်သူလူလည်းရှိရပါတယ်။ဒါ့အပြင်သူဟာအာဏာသိမ်းစစ်တပ်ကဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တယောက်လည်းဖြစ်တဲ့အတွက်အခုလိုတင်းစည်းတာလို့လည်းဖော်ပြထားပါတယ်။၎င်းပိုင်ဆိုင်ထားတဲ့ Chin Devan Fort PDF ကင်းချုံနေမြေပြင်မှာရှိတဲ့အိမ်ချမ်းမြေအားလုံးကိုအီတော်လန်၏ကာလာတွင်ပြည်သူလူထုကိုစား EDF main deck ကနေပြီးတော့အပီးပိုင်တင်းစီးပြီးလိုအပ်တယ်လို့ဆက်လက်ကိုင်းတွင်းဖြစ်ကြောင်းနဲ့အစ်စ်တက်လာမီအစိုးရတစ်ထံကိုထပ်မံလွှဲမိဖြစ်ကြောင်းမိန်ပြန်တန်းထုတ်ပြန်လိုက်သည်ဟုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေသတိုက်ပွဲမှာကျမ်းပတ်စစ်ကောင်စီရဲ့ချင်းမြန်တပ်မ33ကစစ်သား9ယောက်တိဆုံးပြီးဒုတပ်မမှုဘုံမူးကြီးစင်မျိုးဦးပောင်ဝင်စစ်သားများပြားတိုက်ခိုက်တိုင်ရန်ရရှိခဲ့တယ်လို့ယူနီကွန်းပျောက်ကြားတဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ မင်းကွန်းတိုင်နယ်ဒေသမှာအချမ်းဘတ်စစ်အုပ်စုနဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲတွင်အချမ်းဘတ်စစ်အုပ်စုကခုနှစ်ယောက်ခန့်သေဆုံးပြီးတမ33ရဲ့ဒုတက်မှမူဘုံမူကြီးဇင်မျိုးဦးပောင်ဝင်အများပြတ်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ဒါပြင်ဒုတက်မှမူဇင်မျိုးဦးရဲ့ဖုန်းကိုတင်းစီရမိထားပြီးအခြားရာထူးအဆင့်ရှိသူစစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့ကျောင်းနေရွယ်မိကလေးတဦးနဲ့လူငွေဖောက်ပြန်မှုချက်တွေမှာ ပါဝင်နေတာကိုလည်းအတိအကျရရှိထားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်စီကနေတခြားအရေးကြီးချက်တွေလည်းရရှိထားပြီးလုံခြုံရေးအခြေအနေရထုတ်ပြန်နိုင်စွမ်းကြီးမရှိသေးဘူးလို့လည်းယူနီကွန်းပြောက်ကြားတဲ့ဖော်ကဆိုထားပါတယ်အဆိုပါတိုက်ပွဲဖော်ဆောင်မှုတွေကိုတော့ယူနီကွန်းပြောက်ကြားတဲ့ဖော်နဲ့အတူဝက်လက်သဂိုင်းမင်းကွန်းတော်တွင်းတူပီအင်းသားလေးလက်နက်ကြီးတစ်ဖက်နဲ့ဘိုရင်းထရိုင်ဂယ်တို့ကနေပြီးတော့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရှိကြပါတယ်နောက်တဲ့တဲ့ရင်တို့မှာတော့ယခုလာမဲ့ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုံခြုံရေးစိုးမွေးရန်စနစ်တကျစောင့်ရရန်ဂျမ်ဖတ်စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်နိုင်ကပြောဆိုလိုက်ပါတယ် အားတော့နေပြည်တော်မှာပြုလုပ်တဲ့မျိုးသားစီမံကိန်းကော်မရှင်စည်းဝေးမှာကျမ်းမဲ့မင်းအောင်နိုင်ကဖြတ်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတဲ့ဒါမဲ့ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန်အိုင်းနှင့်ပြည်နယ်လိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းအကြံဖတ်စီကောင်းဆောင်ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။ကိုပြည်နိုင်ငံတနိုင်ငံရဲ့နိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက်လုံသိမ့်လုံထိုက်သည့်လုပ်ငန်းများကိုရဲရဲဝံ့ဝံ့ဆောင်ရွက်ကြရန်လည်းအကြံဖတ်မင်းအောင်ကဆက်ပြောထားပါတယ်။ ။ဒုသညွေဆိုးရ NUG ကတော့လက်ရှိနိုင်ငံရဲ့တဝက်ကျော်ကိုတော်လိုင်းတဖွဲ့များနဲ့တိုင်းရင်းသားတော်လိုင်းတွေများကထိန်းချုပ်သိမ်းပိုက်ထားကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။နောက်ထပ်သတင်းတို့မှာတော့ အကိုတိုင်းရောင်းမြို့နယ်မှာတိုက်ပွဲတွေမှာကျမ်းပတ်စစ်တပ်ရဲ့မော်ဘီချီချကလာယာကိုတီတရင်မဘိုလောင်းတင်နန်းစင်သာသောလှုပ်တင်ဖို့နန်းဝင်းအောင်ပေါဝင်လှုပ်တင်ဖို့ရရှိပေါက်ဆလေးဦးတို့ဒီဆုံးခဲ့ကြောင်းတက်တွင်းသတင်းမြစ်ကပြထားပါတယ်။ပေဖော်လာအတွင်းရခိုင်နယ်ပဲခူးအဆက်ဘရောင်းမြို့နယ်မှာဖြစ်ပွားခဲ့သောတိုက်ပွဲများကိုအကြမ်းဖက်စစ်တပ်ကရန်ကုန်ခြေစိုက်တရင်ဖြစ်တဲ့ခလာယာကိုတီမဘိုလောင်းတင်နန်းစင်သူများနဲ့စစ်မှုတန်းတင်နန်းစင်သူများကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခဲ့ကြောင်းအပြေးလွတ်မြောက်လာသောစစ်မှုတန်းတပ်သားတပ်တဦးရဲ့ပြောဆိုအရ ရောင်းမြို့နယ်အတွင်းတိုက်ပွဲများမှာစစ်တပ်ဘက်မှအရာရှိနှင့်စစ်သား120ကျော်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဆိုပါတိုက်ပွဲအတွင်းမင်းလာမြို့နယ်စိန်ကက်လန်ရွာ RTC ရောက်ကွမှနေထိုင်တဲ့ဦးမျိုးဝင်းနဲ့ဒေါ်နန်းနန်းတို့၏တားဖြစ်သူဘိုလောင်းတင်နှန်းစင်သားသော လုတ်တင်ဘူနန်းဝင်းအောင်လည်းပါဝင်တိုက်ခတ်ခဲ့ရပြီးသေဆုံးခဲ့ကြောင်းကိုပြင်း၎င်းနှင့်အတူပူးဆောင်ခံရသောစိန်ကက်လန်ရွာမှဘိုလောင်းတင်နှန်းစင်သားသူ၃ဦးလည်းသေဆုံးခဲ့ကြောင်းသိရှိ ါတယ်။နောက်ထပ်သတင်းတို့မှာတော့အေယာဝတီတိုင်းလေးမြေနာမြို့နယ်တွင်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့များစုခွာဖျက်ပြင်းနေရပြီးတန်းရထားတဲ့ရဲဝတ်စစ်သားများကိုရဲတပ်ဖွဲ့ကလုံခြုံရေးယူ၍ဝင်းကောက်မြို့ရှိတိလေးကျင်းကြီးတပ်ကိုပို့ဆောင်ပေးနေကြောင်းသိရှိရပါတယ်။ဒါဟာမတ်လ20ရက်နေ့ညနေတည်းကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာရဲဝတ်ဖြစ်တနက်များကင်ဆောင်ထားသောစစ်သား15ဦးကဝင်းကောက်မြို့နယ်တွင်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အသိမုံရလန်းနီမှာကင်းဆောင်နေသောရဲတပ်ဖွဲ့နှင့်ထိတိုက်တွေ့ပြီးအချင်းချင်းပစ်ခတ်မှုဖြစ်မိအနေထားပင်ပြည်ခဲ့ကြောင်းလေးမျက်နှာမြူကန်ဒေတာလူကန်လူကလည်းပြောထားပါတယ်။အဲဒီကတည်းကတဲ့ချိန်တော့စစ်တကကောင်တွေကပြန်ဆဲပြီးသူတို့ကဘယ်တရင်ကပါဆိုပြီးပြောတာတုတ်လာတာလမ်းမနေလို့ပါပေါ့။ရဲတွေကခဏခေါ်ထားပြီးအခုတော့လေးချင်ရင်ငါတဲ့လိုက်ပို့လိုက်တယ်လို့မြူကန်တူကပြောထားပါတယ်။ပြပြတာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့ခြေဆိုင်ချင်းမြန်တရင်၅သုံးနီးမှဖြစ်ပြီး ၎င်းတို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကရေကြီးမြို့နယ်သို့ဥဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ရေကြီးမြို့နယ်နဲ့ဆက်ဆက်နေသောလေးမြန်နံမြို့နယ်မှာတိုက်ပွဲကိုမတ်လ16ရက်နေ့မှာအတင်းတိုက်ခတ်ခဲ့ရပြီးအုတ်ခွာထွက်ပြေးလာကြခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်တစ်ထရင်မှာတော့စစ်ကောင်စီနေနဲ့ကတော့နေပြီးတော့မှစစ်မတိုက်ပဲရခင်အစိုးရတပ်ထက်များကတည်းကအပြည့်ရဲ့လက်မှတ်ထိုးထားသောတိုင်းရင်းသားလက်နက်ကင်ဖွဲ့များနဲ့ငြိမ်းချမ်းရေးဆွေးနွေးနေကြောင်းသိရှိရပါတယ်။ ါကြောင့်လူတော်မြတ်ကဝေဖန်နေပါတယ်စစ်မတိုက်တဲ့ဖွဲ့တွေနဲ့ငင်းကြိုင်းဆွေးနေနေတဲ့မင်းအောင်လှိုင်ကိုလည်းလူတော်မြတ်ကအားတိုက်နေတာကိုလည်းတွေ့ရှိနေရပါတယ်ဒီကြားမှာယခုဆွေးနွေးဘက်ကိုလက်ကျန်ခုနှစ်ဖွဲ့တွင်အင်အားအကောင်းဆုံးဖြစ်သော RCS မှတက်ရောက်ခြင်းမရှိကြောင်းကိုဖွဲ့ကမီဒီယာချုပ်ကိုဖြေဆိုထားပါတယ်အဆက်နှစ်နာရီကျော်ကျွန်တော်အင်ပြန်ရောက်ပြီတိတ်မကြောက်ရအောင်ဖုန်းဝင်လာတယ်ကျွန်တော်တို့ပြင်မြို့မှာပေါ့ပြစ်ခတ်မှုဖြစ်ပေါ်တယ်မြန်မာတပ်မတော်ရဲ့စစ်တပ်ခြေခိုက်တဲ့တရင်လေးကျွန်တော်ရှုပ်ပေးလိုက်ဒီပြင် နေပြန်ပေါ့ဖုံးဆက်လာတယ်။အဲတို့နေတဲ့နေရာနဲ့အနည်းဆက်ဆုံးပါဖြစ်သွားတာပေါ့ပထမအတန်တန်ကြားလိုက်ကဲနောက်တော့ဒီလက်နဲ့ငယ်၃ချက်ပြစ်တဲ့အတန်ကြားလိုက်ဆိုတော့ကျွန်တော်ဘာမှကျွန်တော်အိတ်ချင်မှုတို့ထားပဲအေးဟုတ်လားဆိုမင်းကြီးတော်မထူးကြတဲ့ရှိပြောပါညာကျွန်တော်ပြန်အိတ်ဆုံးတည်။ဘာလို့လဲမိုးလင်းတော့အိတ်ကိစ္စပဲ။အကျွန်တော်ထပ်ပြီးတော့ဆက်လာကြတယ်။အဖြစ်စင်ရတော့ဘယ်လိုလဲတော့မသိဘူးပေါ့နော်။အဲ့ဒီနားမှာရှိတဲ့လူငယ်တွေကိုစစ်ဆေးဖို့တဆိုင်နေပြီးတော့ခေတ္တခဏခေါ်ယူတယ်ဆိုတော့အဲဘောမရသားတကောင်ကတော့စစ်ဝစ်ဆုံးကြီးကိုဝိတ်ပြီးတော့ပြီးမျိုးကိုကာကွယ်မဲဆိုပြီးတော့ကတ်နေတာတော့အားလုံးသိမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူဘယ်လိုပဲပတ်ပတ်နောက်ဆုံးတော့လည်းသူတို့ရဲ့အရာရှိတွေအကုန်ရှင်းခံရတာပါပဲ။ဒါဟာတော်လန်ကြီးလူငယ်တွေရဲ့ ရရင်တကြွတဲ့သူရှားမှုတွေကိုလက်တွေ့မြင်နေရတာဖြစ်ပါတယ်။တည်းကျွန်တော်စီအောင်အမတိကျွန်တော်လည်းမသိသေးဘူး။နောက်ကျွန်တော်စုံလိုက်အောင်မယ်။ကျွန်တော်ချင်းပိုင်အင်းရတယ်ကျွန်တော်ပြန်မထားတော့ဒါဒီနေ့လုံးဝကျွန်တော် rest အနားယူနေတဲ့အချိန်ဘာမှကိုယ်နေကျွန်တော်လိုင်းတောင်မဖုန်းဘူးရမ်းနေနေတာ။ဆိုတော့ကကျွန်တော်ညနေစောင်းကျတော့ကျွန်တော်လည်းအရင်ရင်းနေတဲ့မိတ်ဆွေတွေကဖုန်းဝင်လာတယ်။ဒီလိုတောင်ရှိတယ်တဲ့။ဖြစ်စဉ်လေးကိုပြောပြရမလား။အခုလိုင်းပေါ်မှာတင်နေတာနဲ့တော့နည်းနည်းလွဲတာပေါ့။အဲ့ဒီဖုန်းထဲမှာပါတဲ့ဒီဖြစ်စဉ်မှာပါတဲ့ပုံကူတယောက်ကလည်းပြောပြတဲ့အကြောင်းအရာတစ်ခု။အဲ့တော့ပြန်နေကျွန်တော်လှမ်းပြီးတော့ပြောတဲ့အကြောင်းအရာကတစ်ခု။အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတဲ့ ဲ့43ပုဂ္ဂိုလ်တယောက်မိသားစုဝင်နေရပါတော့ပုဂ္ဂိုလ်တယောက်လှမ်းပြီးကြည့်တော့လေဖြစ်စဉ်ကတမျိုးဘယ်ဖြစ်စဉ်ကိုအတိပြုအောင်မသိဘူးဒါပေမဲ့ဖြစ်တာတော့ဖြစ်သွားပြီဆိုတော့အဲဖြစ်စဉ်ကိုပဲအတိပြုမင်းတို့ကောင်တွေမြောင်းနေခေါင်းဆိုင်တာတော့အသေးကြပဲစဉ်းစားကြည့်လေကြီးကခွထားတယ်ကြီးကလွတ်နေတဲ့နေရာကိုကြီးစံဝင်သွားတယ်ဆိုတော့တော်တော်ကိုစဉ်းစားအခက်နေတဲ့အနေအထားမျိုးဆိုဘယ်လိုပဲဖြစ်ဖြစ်ဖြစ်တာတော့ဖြစ်သွားပြီအလုံးစုံကြီးတုံးပြင်းရလိမ့်မယ်လို့ထင်တယ်အဲဒီကတော့စစ်စစ်အားနေတယ်လို့ပြောအောင်ပါပဲအဲစစ်စစ်အားနေတဲ့အတွက်ဂိတ်ဒီကျွန်တော်တို့ပြင်းမြုံမှာထွက်ပေါက်မှန်တယ်များမှာလုံးကြီးကြီးရှိတယ်နောက်ပြောင်းလဲသွားတဲ့လမ်းဘက်မှာ မတော်ရတဲ့ကစီတာပါခဲ့ရှိတယ်။ရန်ကုန်သွားတဲ့လမ်းမှာဆိုရင်တခိတ်တာမဟုတ်ဘူး၃ခိတ်တောင်ရှိတယ်။နောက်ရတာဒီဘက် brown back ကောင်သွားတဲ့ဘက်မှာဆိုလဲဟိုဘက်ထိပ်ဒီဘက်ထိပ်နှစ်ခိတ်ရှိတယ်။ဆိုတော့ကျွန်တော်တို့ကလုံရင်းခိတ်ဒီအများကြီးဒါပေမဲ့အဲ့ဒီအများကြီးတွေကနေကြော်ပြီးတော့ဒီလိုဖြစ်ခနိုင်တဲ့လမ်းနဲ့ဒီဘယ်လိုလုပ်ဒီထက်ရောက်လာလဲ။ဆိုတော့ကျွန်တော်ပြောခဲ့ဘူးကလေကျွန်တော်လုံခဲ့တဲ့ရက်တွေကကျွန်တော်စစ်ကုန်ရောက်တဲ့အခါကျွန်တော်မှတ်မိပါပါ။အစစ်ကုန်တဲ့ကျွန်တော်ပြောပါတယ်ခိတ်ဒီမှာဘယ်လိုတွေဘယ်လိုတွေပြရကန်သွားလာတယ်။ကျွန်တော်မျိုးလုံးနေနေမြင်လာပဲ။ဆိုတော့စစ်ကုန်မှာအဲ့ကြောင့်ကျွန်တော်ထက်တိုင်ထားတော့စစ်ကုန်ကတောင်းရှိတဲ့ပုံကကျွန်တော်မြင်တယ်။ ဲ့ဒါနဲ့ပတ်သက်လို့အထောက်အထားပြနိုင်လားဘာပြောမှန်းမသိဘူးကျန်တဲ့မြန်မာနိုင်ငံမှာလိုင်းကားစီးပူးတယ်မို့လားလုံညွေးဂိတ်တွေဖြတ်တဲ့ခါမှာအဲ့လိုင်းကားတွေဘာလို့ကြားလဲကျွန်တော်လည်းမြင်တယ်ကျွန်တော်လည်းမြင်တယ်အဲမြင်တဲ့ဥစ္စာလေးကိုကျွန်တော်တတ်ဆိုင်အောင်တိုင်လိုက်တယ်ကျွန်တော်ပြောတယ်အထောက်အထားပြနိုင်လားတဲ့ဂိတ်တို့ရောဖုန်းမသုံးတဲ့ဆိုဆော့အော်ပြီးတော့ကိုဖုန်းကိုတော့မှဖွင့်မကြည့်ရတဲ့ဘဝဘလို့သွားတတ်ဖို့ရဘလို့သွားဗီဒီယိုမှတန်းတင်တင်လိုက်ပြန်ရင်လည်းတို့လုံညွေးရုပ်ရိုက်သလားဘာလားညာလားပြဿနာတောင်းဆိုတော့အထောက်အထားပြဆိုကျွန်တော်ဘလို့ပြောရမလဲဒါပေမဲ့မမြင်ဘူးလားမြင်ခင်ဗျားတို့မြန်မာတိုင်းနိုင်ငံလုံးလိုင်းကားစီးခကြီးသွားဘူးတဲ့လူတိုင်းဒီကိစ္စကိုသိတယ်ဒီလိုဖြစ်နေလို့သိနေပြီလားဆိုတော့အဲ့လူတွေကိုကျွန်တော်လိုက်ခေါ်ပြီးတော့ပြောရင်အဲ့လူတွေကဟုတ်ပါတယ်လို့ တက်ဆိုင်ပုံကိုကျွန်တော်ဘယ်ပြောရတဲ့တက်ရှိမယ်မြန်မာနိုင်ငံကြီးကအကြောက်တရားနဲ့နေလာတာအော်ဒီဖြစ်စဉ်ကိုကျွန်တော်အနေနဲ့ဘာသုံးတယ်လဲကွာဖြစ်စဉ်နဲ့ပတ်သက်ပြီးဘာမှလည်းမချက်လည်းပြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်ကရသရုံနဲ့ရင်းနေတယ်တည်လက်တည်တယ်လူချင်းလက်တည်တယ်ဆိုတော့စိတ်ကြောင်မကောင်းဒါပါလေလုံလုံကြီးအားနေလို့ဖြစ်တယ်လို့ပြောမှာနောက်တစ်ခုတရင်တိကျခိုင်မာတဲ့တရင်တရင်အားနေလို့ဒီနေရာမှာဒီလူရှိတယ်ဒီလူဖြစ်တယ်လို့တရင်ပေးတဲ့တမန်ကရှန်ကတရင်နေချောက်ထိခဲ့တာမိတော်တိရမယ်ရန်သူမှာလက်နဲ့ခင်းရှိတယ်ဆိုရင်ကျူတီပြင်ရမယ်အပိုင်းအများကြီးရှိတယ်တော့ပေါ့ဆာမှုတရင်အားနေတယ်ရှင်းပါရဲ့ကိုယုံကြည်လို့တရင်ကိုလက်ခံလိုက်တယ် ကိုယ်သတင်းပေးတဲ့လူရဲ့သတင်းလိုအပ်ချက်ရှိလို့ထိခိုက်တယ်လို့ပဲသုံးသပ်မှာပဲအဲ့သတင်းသမားကိုလည်းယုံကြည်ဖို့ကောင်းလားမကောင်းလားစဉ်းစားအဲ့သတင်းသမားကိုယ်ပေးတဲ့သတင်းသမားရဲ့နောက်ဆုံးရာဇဝင်ကိုလည်းလက်ကြည့်တင်တယ်။နော်အဲ့ဒီသတင်းသမားရဲ့အတိုင်းဝိုင်းတွေကိုလည်းထက်တွက်တင်တယ်။ဆိုတော့သတင်းဖေးရရတယ်ဒီသတင်းဖေးရရတယ်သတင်းကိုစစ်စစ်ဖို့လိုတယ်။ပြီးတော့ရင်အဲ့သတင်းကိုအတီးပြဖို့လိုတယ်။ပြီးရင်အဲ့သတင်းကိုထောက်လှမ်းဖို့လိုတယ်။အမှန်တကယ်လားဟုတ်သလား။ဟုတ်ရင်တော့ချင်းတဲ့ပြင်းကြီးလို့နေ့ညနေစဉ်းစားမနေနဲ့တော့ဒီနေ့ဖြစ်စင်ပါတတိယနေ့ပတ်သက်ပြီးအားနေတဲ့အပိုင်းလုံညွန်းနေပတ်သက်ပြီးအားနေတဲ့အပိုင်းဒါလေးကိုပဲ ညတာပြချင်အမိုင်းပြုံညတာရဲ့ရှင်းပွားရင်တိတ်စိတ်ဝင်စားတော့ဟွန်းခုနပိုင်းတွေပါလို့လေနော်လိုင်းမော်တက်တယ်ဖျားသွားတယ်ကိုကကိုတက်တော်လေးစောင်းတယ်အခုဆိုဆောင်းမွေးဖျားရအောင်မယ်ဘာလို့ပထမပြန်နော်ကျွန်တော်ဖျားရအောင်မယ်ကဲအားလုံးပဲဒီလိုမျိုးတွေ့ကြရတာကတော့ဒီမျိုးမှာရာရှိတူကိုဒေါ်လာရင်းတက်ဖွဲ့တွေရရှင်းနေတာဖြစ်ပါတယ်အဲရာရှိတူကတက်တကစစ်ခွေးတွေအများကြီးရှိတဲ့ဂိတ်ပေါက်တွေဓာတ်ထဲမှာပဲရှင်းခံလိုက်ရတာဖြစ်ပြီးတော့သူကជីကာပြည့်စုံဝေထားပါတယ်ဒါပေမဲ့ជីကာမရှိတဲ့နေရာကနေပြီးတော့ မှန်သွားပြီးတော့အရှင်းခံလိုက်ရတယ်ဆိုတော့တော်လန်ကြီးတရရဲ့လက်ဖြောင်းမှုကတော့တကယ်ကိုပဲလေးစားစရာကောင်းပါလေ။တော့ဒါဦးငါးမင်းဆွေပေါ့ဗျာ။ဦးငါးမင်းဆွေကဒီအလုံးနဲ့ထောင်တန်းသုံးနှစ်ချမှတ်ခံရတယ်လို့ဒါဒီကနေ့ဒါမီဒီယာတွေမှာဖော်ပြတာတွေ့ရပါတယ်။အော်ဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒီလိုမှရှိတဲ့ဒီ VOM သတင်းဌာနကလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့တို့ဒါရေးသားဖော်ပြတာတွေ့ရပါတယ်။ဒီသတင်းနဲ့ပတ်သက်တော့ဒါ VOM ကကျွန်တော်တို့ဒီပထမဆုံးဒါရေးသားတာပါ။ရေးသားတဲ့ခါမှလည်းကျွန်တော်တို့ဒီဦးငါးမင်းဆွေရဲ့ဒီရှေ့အနေနဲ့မေးမြန်းပြီးတော့တို့ရေးသားတာတွေ့ရပါတယ်။အဲ့တော့ ဥငါမိတ်ဆွေကိုဥငါဥငါမိတ်ဆွေကဒီကနေ့မလ20ရက်နေ့မှာလေအေးစိန်ထောင်တွေတရားရုံးကနေပြီးတော့ဒီပုံမှန်99ကကြီးနဲ့အလုံးနဲ့ထောင်နဲ့၃နဲ့ချမှတ်လိုက်တယ်လို့ဒါဖော်ပြထားတယ်ပြီးသွားတော့ဒီဥငါမိတ်ဆွေကိုဒါဒါကျွန်တော်တို့ဒီ fancy ရေးယူလိုက်တာကသူရဲ့ Facebook မှာကောသူရဲ့ဒီ TikTok မှာကောတင်တဲ့ဒီအတန်ဖိုင်တွေရုပ်တံတွေနဲ့ပတ်သက်ပြီးတော့ဒါ fancy ရေးယူလိုက်တာလို့ဖော်ပြထားတယ်သူ့ကိုဒီ fancy ထားတဲ့ကာလာနဲ့အမိန့်ချတဲ့ကာလာကအားလုံးကျွန်တော်တို့လေးလကျော်ကာလာမှာဒါအမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်အဲ့တော့အမှသူရဲ့ရှင်နေဥငါမိတ်ဆွေရဲ့ရှင်နေဖြစ်တဲ့ဦးတန်းစောအောင်ပြောတဲ့ မွေးတိုင်းကျွန်တော်တင်ပြပါမယ်ဒီအချက်လက်ကိုကျွန်တော် VOM မှာဖော်ပြထားပါတယ်ဆိုင်မျိုးနဲ့တရားရုံးပြီးအင်းစိန်အချင်းထောင်တရားခွင်ကားတဲ့ဒီကနေ့အမိတ်ချမှတ်လိုက်ပါတယ်ဦးငါးမိတ်ဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screen shot screen shot ရိုက်ပြီးလုပ်ထားတဲ့စာ20ကိုအမှုတည်ဆောက်ပြီးတော့တရားဆွဲတာပါတဲ့ဒါတွေကအကောင့်တူကလုပ်တာပါတဲ့အကောင့်စစ်ကသူလုပ်တာမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရက်ကမှပြောပါတယ်တဲ့တရားခံဦးငါးမိတ်ဆွေဘက်ကသူအကောင့်စစ်မဟုတ်ကြောင်း electronic ကိရိယာတွေနဲ့ထောင်ထဲကိုယူခွင့်မရှိတာကြောင့်ကျွန်တော်တို့ဘက်ကတက်တည်ပြဖို့အခက်အခဲတွေရှိပါတယ်တဲ့ တတ်တည်ပြဖို့အခွင့်အရေးနဲ့ဆုံးဆုံးခဲ့ရပါတယ်လို့ဦးငါမင်းဆွေရဲ့ရှင်းနေရှင်းနေဦးတန်းစောအောင်ကပြောတယ်လို့ဒါဖော်ပြထားတွေ့ရပါတယ်ဦးငါမင်းဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမုံပြင်းနဲ့ကြိုက်ထုံမျိုးနဲ့ကြိုက်ထုံမျိုးနဲ့မှာရှိတဲ့ဒါသူရဲ့နေကနေပြီးတော့ဒါရဲတဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်တိုင်းဒေသကြီးလိုက်မျိုးနဲ့ရက်စကန်မှုကနေပြီးတော့တရေလိုပြလို့ပြီးတော့ဒါအမှုဖွဲ့တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဦးငားမင်းဆွေရဲ့ဒါအလုံးနဲ့ထောင်းတန်းသုံးနှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဒါပြည်တွင်းမီဒီယာတခုဖြစ်တဲ့ဖွေးပြန်သတင်းဌာနကဒါသူ့ရဲ့ရှင်းနေနဲ့ မင်းပြန်ပြီးတော့အမင်းပြန်ပြီးတော့ကျွန်တော်သတင်းဖော်ပြတဲ့ပုံမှာပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်။မင်းအောင်လိုက်တကောင်ကတော့ငါမင်းဆွေကိုအုံးနစ်ပေါင်ချလိုက်ပြီမယ်လေ။သူ့ကိုအငြင်းတန်းပြောနေတဲ့သူ့ရဲ့သမီးလေးဖြစ်တဲ့ကုတုမရာသီသွေးကိုတော့ဒီတိုင်းလွတ်ထားတာလေ။အံ့ဩစရာတခုပါဗျာ။ဟုတ်တမနာလားကိလောင်ရင်းနဲ့သူပြောဆိုမှုရဲ့သူပြောဆိုခဲ့တဲ့စကားတွေ။ဟောသူ့ရဲ့အဲလေယူတဲ့တဲ့နဲ့သူ့ရဲ့မျက်နှာအမှုရာတွေနဲ့က ျမတို့ပြည်သူတွေရင်ထဲကိုဆယ်ဝန်းပြောလို့တခုံးမရဘူးဆိုရင်ဒါအားနဲ့ချက်ကဘာဖြစ်နေလဲဒီမှာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာတော့အဆအဆရာတိုးတက်အောင်လုပ်နိုင်ကြပါစေလို့လည်းကျေးဇူးတော်ကောင်းတောင်းပါတယ် များလက်ညှိုးထိုးကြဖြစ်တာပေါ့နော်ဆိုတော့ Partisan Democracy စနစ်ကိုတကယ်လိုချင်လို့ရှိရင်ခူပေါင်းဆောင်ဖို့ကလိုပါတယ်ခင်ဗျားတို့ကိုတတိပေးချင်တာကခင်ဗျားတို့ဒီဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်မထုတ်ပါနဲ့ဘာသာရေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်ထုတ်လို့အောက်တန်းစားလို့ဟာခင်ဗျားတို့ကိုလည်းဖြစ်တယ်ဟုတ်မိသားစုထဲကတယောက်ယောက်ဆိုအရင်ချစ်ကြတယ်ကျွန်တော်ချင်းလူမျိုးကอืมဒါပေမဲ့ကိုလန်းစင်တူလန်းစင်နဲ့တွေ့ရတဲ့အချိန်မှာကျွန်တော်တို့ကလည်းသူ့ကို စီတန်မွန်ဖိုလေဖီအားလေပြီးခဲ့ပြီးအဆက်တွေကတော့ကျွန်တော်ကိုယ်တိုင်တော့မလုပ်ဘူးကျွန်တော်အမကြီးတွေကနေလုခိုင်းတယ်ဒါမဲ့သူကိုယ်တိုင်အဲ့လိုမျိုးမလုပ်နိုင်အောင်ဟိုဘက်ကနေလဲချင်းချောက်မှုတွေရှိတယ်လို့ပြောတာပေါ့သူအိမ်မှာနေပြီးတော့သူရဲလုတဲ့ချိန်မှာကျွန်တော်ကိုယ်တိုင်ကြောင်တက်ခဲ့ရတယ်ပေါ့နော်သူအိမ်မှာနေတယ်သူနားမှာနေတယ်ဒူလာစာနဲ့မုံနေဝယ်ပေးတယ်စာအုပ်ဝယ်ပေးတယ် အဲ့လိုမျိုးပေါ်ပင်နေလိုအပ်တဲ့ဟာတွေဘာနာဝယ်ပေးတယ်အဲ့တုန်းကတော့အကိုကျွန်တော်အရန်ဂုံယူခဲ့ရတယ်ဘာနာအာကျွန်တော်အကိုကတော့ဘလို့ပြမလဲနိုင်ငံဝန်ထမ်းကြီးဘာနာရဲလုနေတယ်မကောင်းတဲ့သူတွေဖမ်းတယ်ဘာနာအဲ့လိုမျိုးနဲ့အကိုလည်းအရန်ကျွန်တော်အားကြခဲ့တယ်ကျွန်တော်ဖန်ထားတဲ့သူတွေခေါ်လာတယ် ကျွန်တော်အဖွဲ့တွေကတွားခေါ်တယ်ဘောနော်သူကသူ့ကိုခေါ်လာကျွန်တော်တွေ့တယ်တည်တယ်ကျွန်တော်စကားလိုပေါ့သူ့ကိုခေါ်တယ်ဒီတဲ့စက်နှလုံးလေးဖြူစင်ကြတဲ့ဒါကျမလေးစားရတဲ့ဆရာမိသားစုပါကျမကကိုယ့်ရဲ့ပင်ကိုတတ်မွေးပညာမဟုတ်တဲ့ဒီစေဝကုတ္တရေဖတ်ကိုဖူပြောင်းတဲ့အခါမှာလိုအပ်ချက်တွေအများကြီးရှိပါတယ်။အဲဒီလိုအပ်ချက်တွေကိုလည်းဆရာက လာပြီးတော့တင်ပေးလို့အခွင့်ရရင်လာတင်ပေးတယ်အဲကျွန်မကဖုန်းဆက်ပြီးတော့မှအကူအညီတောင်းတဲ့အခါတိုင်းမှာလေသူကဒီကုသမှုဘိုင်းနဲ့ပတ်သက်ပြီးတော့အချိန်မရွေးသူ့စီကအကြံဉာဏ်တွေရယူလို့ရခဲ့ပါတယ်ရှင်ဆ iam အကြောင်းကိုပြည်သူတော်တော်များများကတော့သိကြပါတယ်ဆ iam ကိုမသိရှိသေးတဲ့ပြည်သူတွေအတွက်ဆ iam ဒီတော်လည်းရင်းမှာပါဝင်လာရတဲ့အကြောင်းမိတ်ဆက်ပြောပေးပါလားမင်္ဂလာပါရှင်ကျွန်မနာမည်ကရဒီယုံမှာအရင်တော့ကတော့ဒီပညာကျောင်းတစ်ခုက ကတိကတယောက်ပါအခုချိန်မှာတော့ CDM ဖြစ်သခိုင်းတိုင်းအတွင်းမှာပဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကိုဆောင်ရွက်ရင်းနဲ့ပြည်သူတွေကိုအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သူတယောက်ဖြစ်ပါလေရှင်တော်လိုင်းရင်အင်အားစုတွေရဲ့နေမီဆုံးမထိန်ချုပ်မှုအခြေအနေကဘယ်လိုရှိပါလဲပြောပြလို့ရသလောက်ရှင်းပြလို့ရမလားကုံချောင်းချီလျင်နဲ့လာမဲဆိုတာမဖြစ်နိုင်တော့ဘူးလာမဲဘယ်ရလဲ လေတဲ့ရပဲအဲ့တော့သူတို့က NUG အစိုးရကလေတဲ့အစိုးရလို့ပြောထားတယ်အခုသူတို့ကလည်းလေတဲ့ကတိုက်စစ်စင်အောင်ကလွေလို့ကုံเจ้าအနေနဲ့သူတို့လုံးဝမလာရတော့ဘူးဒါကကျွန်တော်တို့နေမျိုးဘလောက်ပိုင်ဆိုးတယ်ဘလောက်ရတယ်ဆိုတာအတွက်အဖြေဖြစ်နေမရှင်ဆမရောက်ရှိနေတဲ့ဒေသတွေကပြည်သူလူထုရဲ့အခြေအနေကရောဘလို့ရှိပါလဲဆမကမြေပြင်မှာလည်းရှိနေတော့ဒေသခံပြည်သူတွေရဲ့ပဂရိအခြေအနေကိုပြောပြပေးပါလား ရေရှည်စစ်ဘေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေရှိတယ်။2021လောက်ခရဲကတိမ်းရှောင်လာရတဲ့ရေရှည်စစ်ဘေးရှောင်တွေရှိတယ်။အခုတလောလေးမှလေချောင်းတိုက်ခိုက်တာကြောင့်မလို့လက်နက်ကြီးထုတယ်။ဒီတိမ်းရှောင်ရတဲ့စစ်ဘေးရှောင်တွေရှိတယ်။ပြည်သူတွေကအင်မတန်ကိုစောင့်ဝင်နေရတဲ့အတွက်ကိုအခက်အခဲနဲ့ကြုံနေရတယ်။ လေယာစိုက်ဖို့အတွက်ကြတော့လေလုံခြုံမှုမရှိတာကြောင့်မို့လို့ဒါကဟိုစိုက်ပျိုးစားလို့ကလည်းမရနောက်တစ်ခါအာကိုယ့်ရဲ့နေအိမ်ကလည်းဆုံးရှုံးထားတယ်အဲ့ပြည်သူတွေနဲ့ရောအကြက်တဲမျိုးစုံကိုကြုံနေရတယ်အဲ့ဒါကိုကျမတို့လည်းနားလဲဒါပေမဲ့ပြည်သူတွေကလည်းဘလောက်ပဲကြက်တဲနေပါစေဒီတော်လှန်ရေးကို အောင်နေအောင်တော့ချစ်ဆက်သွားပါလို့ပဲသူတို့ကလည်းစံနှပြုတ်နေပါတယ်ရှင်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေကာကွယ်နိုင်မှုဒေသခံတွေအတွက်ဘုံခုချင်းတွေကဘလောက်အရေးပါပါလဲဘလောက်လိုအပ်ချက်ဖြစ်နေပါလဲဒေသခံတွေအတွက်ဘုံခုချင်းကတော်တော်လေးကိုအရေးကြီးတဲ့နေရာမှာရှိနေပါတယ်အခဏခဏမေးကြတဲ့မေးခွန်းကဘုံခုချင်းတူထားတော့မသိနိုင်ဘူးလားဆိုတော့အဲ့ဒီပေါ်ကိုတဲ့တဲ့ကြာရင်ကတော့ဒါကျမတို့လည်းအသက်ရှင်မှမယ်လို့အာမမခံနိုင်ဘူးဟုတ်သို့တော့ ဒီဘုံခိုခြင်းရှိနေခြင်းအပြင်စိတ်ခွန်အားရတယ်။လေချောင်းအချက်ပေးတန်ကြတာနဲ့တပြိုင်နက်ပုံခိုခြင်းနဲ့ဝင်နေလိုက်မယ်လို့စိတ်ခွန်အားလုံခြုံမှုရတယ်။နောက်တစ်ချက်ကအဲ့ဒီအပေါ်ကိုတဲ့တဲ့ကြတာလွဲလို့ဘေးနားမှာကြခဲ့တယ်ဆိုလို့ရှိရင် ထိခိုက်ဒဏ်ရာရမှုကိုအများကြီးရှော့ချနိုင်ပါတယ်။ရှေ့ရှေ့ဒီမှာလည်းအဲ့ဒီပုံခိုခြင်းတွေကိုအချိန်မီဝင်ရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့အသက်အန္တရာယ်ကင်းလွတ်သွားခဲ့တယ်ဆိုတဲ့သက်သေတွေကလည်းအများကြီးရှိပါတယ်ရှင်။